လက်ဗရောင်းတောင်ပြည်ပခမှာတည်ဆုံသွားတဲ့ဒေါခင်ဝင်းအတွက်တရုတ်တန်ယုံရှိမှဆန္ဒပြခဲ့တဲ့ဥဆောင်သူ9ယောက်ကိုဇန်နဝါရီလ20ရက်နေ့ကဒဂုံမြို့နယ်တရားရုံးမှာဒုတိယအကြိမ်ရုံးထုတ်ခဲ့ပါတယ်ဒီသတင်းကိုဥမျက်သူအောင်ကပေးပို့ထားပါတယ်ရှင်တရုတ်အာဏာရှင်အစိုးရရဲ့လက်ထိတ်ကိုခတ်ပြီးတော့မြန်မာပြည်သားပုံကားတဲ့ဆင်းလာလက်ဗရောင်းတောင်ကိစ္စမှာတည်ဆုံသွားတဲ့ဒေါခင်ဝင်းအတွက်တရုတ်တန်ယုံရှိမှနိုင်ငံတော်တချင်းဆိုပြီးဆန္ဒပြခဲ့တဲ့သူတွေတဲကမှဥဆောင်သူ9ဦးဟာ ဥမာ99ခါခွေနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့ဆွဲချက်တင်ခံထားရတာပါအခုဒုတိယအကြိမ်ရုံးထုတ်တဲ့အခါမှာတကုံမြို့နယ်တရားသူကြီးကအာမခံပေးဖို့မပေးဖို့အတွက်ဇန်နဝါရီလ28ရက်နေ့ကိုရုံးချင်းထတ်ချင်းလိုက်ပါတယ်တော့ဒီလိုဆောင်ကျင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အကြီးညိုပြက်စီတယ်ဆိုတဲ့နှုတ်ဆောင်ချက်တရားမှုအခုရှင်းပြပါဆိုတော့မရှင်းနိုင်ပါဘူး။အဲ့တော့တရားဥပဒေစိုးမိုးရေးလုံးဝပြပြနေတဲ့အခြေအနေကိုဖော်ပြပါရစေ။ထင်းရင်ထင်းသလိုဖမ်းမယ်မထင်းရင်မထင်းသလိုလွတ်မယ်။ဟုတ်လား။စစ်တပ်ထဲဝင်ပြီး အရသာတယောက်တနတ်ထောင်ဖောက်သွားတော့ကိုအာမခံပေးတဲ့တရားရုံးဟာနိုင်ငံသားတန်ယုံတယုံရှိမှာကိုယ်နိုင်ငံရဲ့အချုပ်အခြာအာဏာထိပါနေလို့ကိုယ်နိုင်ငံသားတွေအပြစ်မဲ့တပ်ဖြတ်ခံရတာကိုလုံးဝလက်မခံလို့ငြင်းညမ်းစွာဆန္ဒပြခဲ့တဲ့ကျွန်တော်တို့တွေကိုကြတော့ဟောဒီလိုလက်ထိတ်တွေခတ်ပြီးတော့ချုံနှောင်ထားတယ်ပုံမှန်905တက်ခံရတဲ့နယ်ပတ်သက်ပြီးဥဆောင်သူတွေတဲကတူးကလည်းအခုလိုပြောသွားခဲ့ပါတယ်။နိုင်ငံသားခါခွဲဆိုတာ တကြွလှရှားသူတွေကိုတည်တံ့ဖမ်းဖို့ထားထားတဲ့ဥပဒေတစ်ခုဖြစ်နေတယ်။နိုင်ငံတော်အစိုးရအနေနဲ့ကယနေ့2015ဒီမိုကရေစီအရေးတမတကယ်ပါဝင်လာနိုင်တဲ့နိုင်ငံရေးတကြွလှရှားသူတွေကိုတည်တံ့ဖမ်းဆီးရန်ကြံရွယ်ထားတဲ့ပုံမှန်တစ်ခုလည်းဖြစ်တယ်။ကျွန်တော်တို့ယခုလောက်ထောင်ထဲရောက်နေတာဟာ2015နိုင်ငံရေးရေးချိန်ကိုတည်တည်တံ့တံ့ကြီးကိုချိုးချလိုက်တဲ့အစိုးရရဲ့လုပ်ရတစ်ခုဖြစ်တယ်လို့ကျွန်တော်ယုံကြည်ထားတယ်။အစိုးရအနေနဲ့ဒါဟာမလုံတဲ့ဟာတစ်ခုကိုလုံလိုက်တာဖြစ်တယ်လို့ ဒေါ်ခေဝင်းတက်လိုက်တာဟာလဲအစိုးရအနေနဲ့လုံးဝတာဝန်ရှိပါတယ်။နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုလို့ပုံမှန်တက်ခံရတဲ့ဒီမှုဟာလွဲမှားနေတဲ့အမှုဖြစ်တယ်လို့လည်းရှေ့နေတွေကသုံးသပ်ထားကြပါတယ်။စဆွဲတဲ့ကွာလဲမှားနေတာဟုတ်ကြ။ तू ကတရားရုံးရဲ့ဝရမ်းမပါဘဲနဲ့ဖမ်းတာလား။အဖမ်းတာဆိုတော့အမှုတိစောက်တာကဥရီနဲ့မညီဘူးဖြစ်နေ။အတရားသူလည်းအများကြီးစဉ်းစားမှမှဒီချက်ကို

လောပါဘူးအဒီနောက်မှာတော့ဆန္ဒပြပွဲကိုဥဆောင်ခဲ့သူလို့ယူဆပြီးကိုနေမျိုးစဉ်ဒေါ်နော်အောင်လကိုတစ်ထွတ်ပိုင်တဲ့အခြားနှုတ်ကိုဖမ်းဆီးသွားခဲ့တာပါခင်ဗျာကျွန်တော်ကတော့မြတ်သူအောင်ပါ